နိုင်ငံတော်လှုပ်ဝက်ချက်ပေါက်ကြားမှုနဲ့တရားစွဲဆိုခံထားတဲ့ Unity Channel Editor နဲ့သတင်းတောက်တွေကိုအလုံးနဲ့ထောင်နဲ့10နှစ်စီချမှတ်လိုက်တဲ့သတင်းကိုခမသာကတင်ဆက်ထားပါရရှင်။နိုင်ငံတော်လှုပ်ဝက်ဓာတုလက်နက်ဆက်ယုံဆောင်ပါဖော်ပြခဲ့တဲ့ Unity Channel ကသတင်းထောင်နဲ့ Editor တွေကိုဇွန်လ10ရက်နေ့ကအလုံးနဲ့ထောင်တန်း10နှစ်စီကြာခံဖို့ပခုတ်ကူတရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီကတော့ဒါတိတ်မတရားတဲ့ဟာဖြစ်သွားတယ်ကောဟုတ်ကဲ့ဟိုကျွန်တော်တို့စင်ကော်တဲ့ဟိုဖြစ်သွားတယ်။အောက်ဒီမီဒီယာတွေကိုနောက်ဒီလိုမျိုးမလုပ်အောင်လုပ်တဲ့ပုံမျိုးလေးဖြစ်တာ။အဲ့ဒါကိုကျွန်တော်တို့ဒါကိုမီဒီယာအနှံ့အနှံ့ဝင်နေကျွန်တော်တို့အထွေထွေနိုင်တဲ့တရားစီရင်မှန်တယ်မျိုးပေါင်းတော့မြန်မာပြည်အနိုင်ကျင့်တာ။ဟုတ်ကဲ့အသံမဲ့ဗီဒီယိုကိုနိုင်ကျင့်ခံလို့ပဲကျွန်တော်တို့ကတော့နိုင်ကျင့်ချင်တယ်။ဟုတ်ဒီတရေရေးတော်မှုတစ်ခုကြောင့်တင်းနောက်တို့ထောင်နဲ့ဆယ်နှစ်တိချလိုက်တယ်ဆိုတာဒါဟိုအရန်ဟိုအန်အိုးကိုကောင်းပါတယ်မြန်မာနိုင်ငံမှာဒီကြားရေးမှန်တဲ့အုပ်ချုပ်ရေးရန်တဲ့အောက်ကဒီမလွတ်သေးသေးဘယ်တော့မှဟိုကျွန်တော်တို့ဒီယုံကြည်ရတဲ့တရားရေး င်းမှန်တိုင်းဖြစ်လာဘူးဟာဘယ်တော့မှဟိုအဆင်မပြေပါဘူးအခုဒီဒါလက်ရှိဆိုလို့ရှိရင်ဒါကျွန်တော်အမှုဆိုလို့ရှိရင်ဒါအုပ်ချုပ်ရေးပိုင်းနဲ့ဒါတရားရေးနဲ့ပေါင်းပြီးတော့ဒါဒီသတင်းတော့တွေကိုဒါပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်ဆိုတဲ့စိတ်ခံချက်နဲ့အတိတ်စိတ်နဲ့လုံလိုက်တယ်လို့ပဲဒါကျွန်တော်တို့ထင်ပါတယ်1923ခုနှစ်မြန်မာနိုင်ငံလျှို့ဝှက်အုပ်ဒေတုံမြင့်ဆောင်တက်ကကြီကိုအယနံမြေခံတည်နှောက်ကိုလူမော်နိုင်ကိုပြစ်ဒဏ်ချမှတ်ခံခဲ့ပြီးကြံတဲ့လေဦးကိုတော့အဲဥပဒေ၃မြင်းဆောင်၁ကကြီအယအမိတ်တွေချမှတ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီပုံမှန်တွေဟာတားမြစ်ထားတဲ့နေရာကိုကျူးကျော်ဝင်ရောက်တဲ့ပုံမှန်တွေဖြစ်ပါတယ်။အဲ့ဒီအမှုအတွက်မကွေးတိုင်းဒေသကြီးတရားလွတ်တော်ကိုဆက်လက်အယူခံဝင်သွားမယ်လို့လည်းပြောပါတယ်။ဒီရလုံးမလုံးလို့ရှင်ဘလို့ပြည်သူတွေအမှန်တရားကိုသိမှာဟုတ်ဒါဆိုရင်ဒါမီဒီယာကမအောင်ဆယ်နှစ်ချရတယ်ဆိုတော့ကိစ္စကြီးကတရားမှာထင်ရှားတယ်ဆက်ပြီးတော့ညီမတို့တိုက် ော့ဆက်ပြီးတော့အယူခံတက်တော့ဒီလိုလုပ်လို့မီဒီယာကိုဖိနိုင်တယ်ကျွန်တော်တို့အဲ့မီဒီယာကိုလေ့လာအောင်ခွန်လင်းဝင်ရလာမှာမဟုတ်ဘူးမဟုတ်ဘူးမရှိဘူးပြခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့ထုတ် Unity Channel မှာပမျိုးနယ်ကကကွယ်ရေးဆက်ယုံကိုလျှို့ဝှက်တတူလက်နဲ့ဆက်ယုံကောင်းစင်နဲ့ဖော်ပြခဲ့တဲ့အတွက် Unity Channel ကအမှုဆောင်အရာရှိချုပ်ဦးတင်ဆန်းတည်င်းထောက်တွေဖြစ်တဲ့ဥလူမော်နိုင်ဦးစီသူစုဦးရစာဦးဦးပိုင်တက်ကျော်တို့ကိုနိုင်ငံတော်လျှို့ဝှက်ချက်အဲ့ဥပဒေနဲ့တရားစွဲခံထားရတာဖြစ်ပါတယ်။ သူပြတုတ်တွေရောခဏတုတ်တွေရောပြောတယ်ဒီဟာဆိုင်းဖို့မရှိပါဘူးဆိုတော့ချက်တွေလုံးဝလိလိယူခံရတယ်နောက်ကျကျွန်တော်တို့လျှောက်လက်ချက်ချောင်းတင်တော်တဲ့ပုံမှန်တွေနဲ့ပြင်ဆင်ပြီးတော့တက်တန်ကြောကြောပေါ့ချပါပြီးလို့ဆိုတာလည်းလိလိယူခံရတယ်သူတို့သုံးသပ်ရုံတော်သုံးသပ်တဲ့ခါကတော့ဒီသမရာရုံဝင်ညွန်ကြားချက်ပြည်ရေးဝန်ကြီးရဲ့ညွန်ကြားချက်တွေကိုပဲအောက်ဝါရပြီးတော့ဒီနေ့ချရတယ် ရန်ကုန်အခြေစိုက်အပစင်ထုတ် Unity Channel ကိုတော့ပြီးခဲ့တဲ့ဇွန်လကွန်လောက်ကတည်းကလုပ်ငန်းတွေရဆိုင်ထားတာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ